ားလုံးပဲမင်္ဂလာပါရှင်။ Lobster ကြီးတွေ, Snow Crab နဲ့ Premium Seafood တွေအပြင်စပူမှုတွေကိုယ်တိုင်ပြင်ပေးထားတဲ့ Premium သားတွေကိုကိုယ်တိုင်စားနိုင်ရင်စားနိုင်တယ်လို့အရန်တန်တဲ့ Marina Bay Sands က Timor Hotel မှာဒင်နာဘူးဖေးသစားမှာဖြစ်ပါတယ်ရှင်။စင်းနှုတ်သေးစိမ့်နဲ့မြစုရောဘာတွေစားခဲ့လဲဆိုတာပြပြပေးသွားပါမို့လို့ဗီဒီယိုလေးကိုအဆုံးကြီးကြည့်ပေးကြပါဦးရှင်။ မြစ်စုအခုသွားခဲ့တာကဖလော်ဒိုင်းနီနေဖြစ်တဲ့အတွက် booking ယူဖို့ဆိုလို့ရှိရင်မြစ်စုတို့ email ရော ဖုန်းနဲ့ရော reservation ကြိုပြီးတော့ယူထားပါတယ်ရှင်အခုမြစ်စုရောက်တဲ့ချိန်ကတော့ညနေ6:00နာရီဖြစ်ပါတယ်မစ်စုတို့ရောက်ပြီဆိုတာနဲ့ reception မှာသွားပြီးတော့ကို booking ယူထားတဲ့ကျန်ုံကိုပြောပြီးလို့ဆိုလို့ရှိရင်သူတို့ကကိုထိုင်ရမယ့်နေရာအထိကိုလိုက်ပြီးတော့ပို့ပေးပါတယ်ရှင်။ဒီမှာက International Video Tour Center ဆက်ရှင်လိုက်ရေးခင်ကျင်းလာပါတယ်ရှင်။ ဆူရှိဆက်ရှင်ဆာရှိမီဆက်ရှင်ဝိုင်းဆီဖူးဆက်ရှင်နဲ့တခြားဆက်ရှင်တွေလည်းအများကြီးရှိပါတယ်ရှင်ဝိုင်းဆီဖူးမှာဆိုရင်တော့မြူဆူရိုဂေါမာဆယ်စကာလော့လော့ဘစတာ river pro နဲ့ snow crab တွေလည်းရှိပါတယ်ရှင်။ကိုက lobster နဲ့ snow crab တွေကိုစားနိုင်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုတန်နေပါပြီရှင်။အပြင်မှာရန်စစ်ကြည့်တဲ့ snow crab တွေကိုအခုလိုမျိုး international ဘူးဝေးတိုင်းမှာပါပါတယ်ရှင်။ ဘူဖေးမှာအကုန်လုံးတော်တော်များများစားကြတာကတော့ point seafood section တွေဖြစ်တဲ့ lobster နဲ့ snow crab ပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးသူကတခါတည်းအသားတွေကိုနှင်ထားပေးတာဖြစ်တဲ့အတွက်ကိုကလွယ်တကူစားသုံးလို့ရပြီးတော့ကိုစားတဲ့နေရာမှာလည်းလုံးဝအလှပမပြတ်တော့ဘူးပေါ့နော်။သူ့ရဲ့ seafood session မှာထပ်ထပေးတဲ့ seafood sauce လေးကလည်းတော်တော်လေးကိုအရသာရှိပါတယ်ရှင်။ မိစုကတော့ဒီနေရာမှာ seafood တွေအများကြီးကိုတခါတည်းယူပြီးတော့စားခဲ့ပါတယ်ရှင်။ ဆာရှီမီဆက်ရှင်မှာဆိုလို့ရှိရင်လဲဆယ်မွန်၊တူနာနဲ့ဒီတူနာတွေကိုအစိမ်းစားလို့ရတယ်ပေါ့နော်။တကယ်လို့ကိုကအစိမ်းကြိုက်ဘူးဆိုရင်လဲဒီနေရာမှာတထိုင်းကြီးကြီးပေါ့နော်။မြစ်စုဆိုလို့ရှိရင်လဲဒါတွေကိုတစ်ခါမှအစိမ်းမစားဘူး။ဒါပေမဲ့ဒီမှာသူတို့မှပေးထားတဲ့ sauce လေးဒီ ginger sauce လေးတွေနဲ့တခြား sauce လေးတွေနဲ့ဒါမှမဟုတ်ရှိလို့ရှိရင်ကိုကလီမွန်လေးနဲ့တွဲပြီးညစ်ပြီးတော့စားသုံးလိုက်မယ်ဆိုလို့ရှိရင်ဒါသူကလုံးဝအရအရသာလုံးဝပျော်စင်းသွားပြီးအရင်စားလို့ကောင်းပါတယ်။လုံးဝညှိလဲမညှိပါဘူးရှင်။ ဆူရှိမှာဆိုလို့ရှိရင်လည်းဆယ်မွန်နဲ့ဥနာဂီရဲ့ပြင်တခြား item တွေအများကြီးလည်းရှိရပါတော့အရသာကတော်တော်လေးထိတိမိမိကူနဲ့စားလို့ကောင်းပါလေရှင်မြစုကတော့ရောက်တော့ကုန်အားလုံးကိုနည်းနည်းချင်းစီစားခဲ့ပါလေရှင်ဒီကိလေရောဖလတိုင်းနေအတွက်သူတို့အထူးစပယ်ရှယ်ပြင်ထားတဲ့ကိတ်လေးပဲဖြစ်ပါလေရှင်။ဒီမှာကတခြားဒီဇက်တွေလည်းအများကြီးရတယ်ပေါ့နော်။ကိုယ်မစ်စုကတော့ဒီမှာအများကြီးစားချင်တဲ့ဖြစ်တဲ့အတွက်ကိုကြက်တာလေးကိုနည်းနည်းချင်းစီရွေးပြီးတော့ပဲစားပြစ်ခဲ့ပါလေရှင်။ တချို့ item တွေကတော့မြေစုကနည်းနည်းချင်းစာပြေကိုရမ်းကြိုက်ရရဆိုလို့ရှိရင်တော့ပို့ပြီးတော့ယူပြီးတော့စာပြစ်ခဲ့ပါလေရှင် sushi ဆိုရင်လည်းမြစ်စုကကိုကြိုက်တာလေးတွေကိုတစ်ခုချင်းစီရေးပြီးတော့ပဲစားပြခဲ့ပါတယ်။နောက်ပြီးသူ့မှာနောက်ထပ်သူ့ရဲ့ signature ဖြစ်တဲ့ဒီ chili crab ပေါ့နော် chili crab ဆိုတဲ့ရဲစားကောင်းတဲ့နောက်ထပ်ဒီ mala ငါးကင်ဆိုရင်လည်းလုံးဝ spicy ရရတာကျတဲ့လူတွေဆိုလုံးဝဆက်ဆက်လေးတော်တော်လေးကိုစားကောင်းပါတယ်။နောက်ထပ်မြစ်စု try ခဲ့တာကတော့ singapore ရဲ့ signature ဖြစ်တဲ့ laksa ပဲဖြစ်တယ်ပေါ့နော်။မြစ်စုက laksa ကိုလည်း try ခဲ့ပါတယ်။ ောက်ထပ်မိစုအရင်ကြိုက်တဲ့ Thai food ပေါ့နော် Thai food မှာဆိုလို့ရှိရင်လည်း seafood salad တွေပြီးရင် papaya salad တွေလည်းရှိရပေါ့နော်အခြားသားတွေကလုံးကတော့မိစုကြိုက်တဲ့လုံဝကွက်တီပါပဲရှင် drinks အနေနဲ့ဆိုရင်တော့မိစုတွေရောက်ချင်းမှာသူတို့က welcome drinks အနေနဲ့သူတို့မှာပေးရပေါ့ကွက်ကော်တေးလိုချင်တာညာမို့ရိုးရေပဲတောက်မလားဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့ဒီမှာသူတို့ဝန်ဆောင်မှုပေးခဲ့တယ်တကယ်လို့ကွာနောက်ထပ် drinks တွေကိုထပ်မှာခြင်းလေဆိုလို့ရှိရင် scan လေးဖတ်ပြီးတော့ထပ်မှာမှာဖြစ်ပါတယ်ရှင်မြစုကဒါမြစုပထမအဆုံးယူခဲ့တဲ့ seafood တွေပေါ့နော် ခုမြေစုရောက်နေတဲ့နေရာကတော့ Marina Bay Sands Timo Hotel ရဲ့ ground floor မှာရှိတဲ့ Rice ဆိုတဲ့ restaurant ဆိုင်လေးပဲဖြစ်ပါတယ်ရှင်။အခုကတော့မြေစုစားဖို့အတွက်ရှိလာခဲ့တဲ့ seafood တွေကိုရေစားဖို့ ready ဖြစ်နေပါပြီရှင်။အားလုံးပဲမြေစုနဲ့တူလိုက်ကြည့်ပေးကြပါအောင်နော်။ အခုသူ့ရဲ့ဒီ lobster ဆိုလို့ရှိရင်လည်းလောကထုတ်ရတာလွယ်ကူတယ်ပေါ့နော်သူတို့ရဲ့ဒီသေချာလေးဖြစ်တာပြီးတာဖြစ်တဲ့အတွက်ထုတ်ရတာလွယ်ကူပြီးတော့စားရတာလည်းတော်တော်လေးကိုရတာရှိပါတယ်အရသာလေးတွေကလောကလက်ဆက်ပြီးတော့ premium quality ဖြစ်တဲ့အတွက်လောကလက်ဆက်ပြီးတော့တော်တော်လေးကိုစားကောင်းပါတယ်ဒီနေရာမှာအများဆုံးစားကြတာတော့ lobster နဲ့ပြီးလို့ရှိရင် snow crab ပဲဖြစ်ပါတယ်ရှင် ซีฟู้ကိုလည်းသူတို့ကတေချာပွိုင်းလောက်ထားတာဖြစ်တဲ့အတွက် over cook ဖြစ်မနေပဲနဲ့အရသာသူ့ရဲ့တကယ်ซีฟู้ရသာကိုပေါ်လွင်ပြီးတော့အရသာချွတ်ချူလေးနဲ့တော်တော်လေးကိုစားလုကောင်းပါတယ်။ကနလမတွေဆိုရင်လည်းမြစ်စုတို့တွေစားရလွယ်အောင်တော့သူတို့လှိပြတ်တာပေးရဖြစ်တဲ့အတွက်ကိုကတေချာချာနဲ့လုံးဝလက်မတွေဆိုရင်လုံးဝအကြီးပဲပေါ့နော်။ကိုလည်းခွာတာရရင်လည်းမပင်မန်းဘူး။ easy စစ်လေးပဲတလားပပလေးနဲ့ဒီမှာဆိုင်ကြကြလေးနဲ့စားလို့ရတယ်ပေါ့နော်။ သူ့ရဲ့ဒီကွန်ရက်တောင်ဆိုလို့ရှိရင်လည်းလုံးဝကြီးပဲပေါ့နော်မြေစုဆိုလို့ရှိရင်ဒီလီမွန်လေးနဲ့ညှစ်စားလိုက်ပြီးရင်ဆီဖူးဆော့စ်လေးနဲ့တွတ်စားလိုက်လို့ဆိုလို့ရှိရင်တော်တော်လေးဟိုရသလေးကောင်းပါတယ်မြေစုကတော့ဒီဖူးဝေးမှာပင်နေစာတွေကိုအများဆုံးစားခဲ့တာပဲဖြစ်ပါတယ်ရှင် ဒါကတော့မြစ်စုသွေးရထားတဲ့ဥနာဂီနဲ့ဆယ်မွန်ပဲဖြစ်ပါတယ်။ဥနာဂီနဲ့ဆယ်မွန်ကိုသူကအစင်းကိုမှအပေါ်ကနေမြီးမြီးပြင်းလေးနဲ့လုပ်ထားတာဖြစ်တဲ့အတွက်ဒါကအနံ့လေးမီးနံ့လေးတင်းတင်းလေးနဲ့အရမ်းမွေးလေးနဲ့ပေါ့နော်။စားချင်စရာလေးပေါ့နော်။အဲကြောင့်မြစ်စုကဒီမှာယူပြီးတော့အကုန်လုံးကိုနည်း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 ချင်းစီနဲ့တစ်ခုချင်းစီယူပြီးတော့စားခဲ့ပါတယ်ရှင်။ ဒါကတော့ဆယ်မွန်ပေါ့နော်ဆယ်မွန်နဲ့တူနာရောမြေစုကဒီနေရာမှာပထမတစ်ခါမှအစိမ်းမစားဘူးတဲ့အတွက်ဒီလီမွန်လေးညစ်ပြီးတော့တစ်ခါလဲစားခဲ့ရပေါ့နော်ပထမကတော့မြေစုဒီသူ့ရဲ့ဂျင်ဂျာဆော့စင်နဲ့စားကြည့်တယ်ဟိုစားတာစားလို့ကောင်းပျော်စင်းသွားဖြစ်တယ်ဗျမြေစုနောက်တစ်ခါတော့ဒီလီမွန်လေးနဲ့စားပစ်ခဲ့တယ်ပေါ့နော်နောက်ပိုင်းတော့ဒီလီမွန်လေးဆန်းတာနဲ့တင်မြေစုတော်တော်လေးအဆင်ပြေသွားပါပြီဒီဂျင်ဂျာဆော့စ်နဲ့လာမြေစုသိမ်းစားပစ်ခဲ့တော့ပေါ့နော် တကယ်လို့ကိုကအစီဖို့ကိုအစိမ်းစားရတာကြောက်ရဆိုလို့ရှိရင်လည်းဒီနေရာမှာထွန်းကြည့်ခဲ့ပေါ့နော်ကိုကသွားတာနဲ့ကိုပေးရတဲ့ဈေးနဲ့ဆိုလို့ရှိရင်ဒီမှာကစားရတာကတော်တော်လေးကိုတန်ပါတယ်ရှင် ဒီဆိုကတော့ဒီမှာဆီဖူတွေရင်စားတယ်ဆီဖူစာပီယာနဲ့ဒီဆူရှီတို့ပါလို့ရင်စားစားကြည့်ရပေါ့နော်ပြီးရင်ဆယ်မွန်စားတယ်နောက်ထပ်ကတော့မြို့စုဒီအရှိမရှူလာခဲ့တဲ့ဒီ crab တွေပြီးလို့ဆိုလို့ရှိရင်ဒီ mala fish တွေပေါ့နော်ဒါတွေကတော်တော်လေးကိုစားကောင်းပါတယ်မြို့စုဒီမှာယူရတာဆိုလို့ရှိရင်တော်တော်ပိုရှင်လေးတော်တော်များတယ်ပေါ့နော်ဒါပြီးရင်မြို့စုကနောက်ထပ်လည်းသွားပြီးရောထပ်ယူခဲ့ပါတယ်အခုမြို့စုစားနေတာကတော့ဒီဆယ်မွန်ပေါ့နော်ဒါကတော့စုပ်ပုံမှုတွေကိုတိုင်းဒီတို့ဒီချက်ချက်ပြီးတော့တို့ကိုယ်တိုင်းတိချက်တင်လာပေးရပါတော့နော်တခုချင်းစီတို့လှုပ်ထားပေးရည်စီရနေမြို့စုသွားယူခဲ့တာဖြစ်ပါရဲ့ရှင် ဒီမှာဆိုရင်လည်းတို့ဆယ်မွန်လေးကိုခွေးလောက်ထားတာတော်လေးကိုစားကောင်းပါတယ်ဒီ beef အ uh, beef stick လေးကကြတော့တို့ဒါ mince ယူခဲ့တာအဲ့တော့ medium rare လေးပေါ့နော် mince medium rare ကိုတော့တခါမှမထွက်ကြည့်ဘူးဒါပေမဲ့ဒီရောက်တဲ့ချိန်မှာကိုဆန်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါလေးစားလိုက်တယ်ပေါ့နော်လီးဖြတ်ရတာလည်းအရန်ကိုနူးညံ့လွယ်ကူပြီးတော့ sauce လေးနဲ့တွတ်စားလိုက်မယ်ဆိုလို့ရှိရင်အရသာလေးတော်တော်လေးကိုထိမိပြပါပဲရှင် မိစုကတော့ဒီနေရာမှာဒီ beef stick လေးဝစပမှုတွေကိုလာလုပ်ပေးတာဖြစ်တဲ့အတွက်သူတို့စီမှာသွားပြီးတော့နှစ်ခေါက်သုံးခေါက်လောက်တော့ယူပြီးတော့စာပြခဲ့ပါတယ်ရှင်ဒါကတော့သူ့ဘဲအသေးပေါ့နော်ဘဲအသေးကိုသူကအကင်လေးကိုခဏလေးပဲกินထားတာပေါ့နော်ဒါကလည်းသူတို့စပုံမှုတွေကကိုယ်တိုင်းနဲ့ချင်းစီလောက်ထားပေးပြီးတော့အရင်အများကြီးမလုပ်ထားအောင်နည်းနည်းချင်းစီပဲလောက်ထားပြီးချထားတာပေးတာပေါ့နော် ီနေရာမှာကိုကဘဲသွေးဟိုလေဟိုတုံးဆောင်ကြည့်ချင်တယ်ဆိုလို့ရှိရင်စမ်းပြီးတော့ try လုပ်ရတယ်ပေါ့နော်မြို့ဆိုကတော့ဘဲသဲกินလေးတွေဝယ်နေနည်းညံလေးပဲစားခဲ့ပါတယ်ဘဲသွေးရတဲ့မြို့ဆိုမတော့ရင်လို့မစားခဲ့တော့ပေါ့နော်ဒါကတော့ဒီဘက်မှာမြို့ဆိုတို့ဒါ Indian food counter ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းတို့ဒီမှာ Thai Thai counter လည်းရှိရဖြစ်တဲ့အတွက်မြို့ဆိုတို့တကယ်လို့ကိုကဒီ roasted pork တွေပဲစားမယ်ဆိုလို့ရှိရင်လည်းဒီမှာစားလို့ရပါတယ်ကိုဒါမျိုးဆိုတာစပေါ်မှုလေးကိုယ်တိုင်ပြင်ပေးနေစီရမှာနောက်တစ်ခေါက်သွားပြီးတော့ထပ်ယူခဲ့တာပဲဖြစ်ပါတယ်ရှင် ီဘဲသွင်းလေးရမျိုးဆိုတော့သူတို့အပေါ်နားလေးပဲกินထားတာပေါ့နော်ဒီအောက်နားလေးရသူတို့မกินထားဘူးဒီမှာရှိရသူတို့ရ sauce နဲ့တွဆလိုက်မယ်ဆိုရင်ဒါလေးလုံးဝတော်တော်လေးကိုစားလို့ကောင်းပါတယ်ပြင်းနာပေးရတာလေလောဝနာလာလေးနဲ့စားချင်စရာလေးပေါ့နော်မီဆူကတော့ဒီနေရာမှာသူတို့ပြင်နာလေးအများဆုံးစားပြခဲ့တယ်ပေါ့နော်ဒါကတော့သူတို့စပုံမှုတွေကိုလည်းပြင်နာတယ်စကလော့လေးပဲဖြစ်ပါလေရှင်ဒီမှာဆိုလို့ရှိရင်မီဆူ item တွေအများကြီးမယူဘဲနဲ့ item တွေကိုနည်းနည်းချင်းစီသွားပြီးတော့ယူခဲ့ဖြစ်ပါလေရှင် ဒီလမ်းကိုလည်းกินထားတာဆိုလို့ရှိရင်ဒီမှာလူကြိုက်တော်တော်များများများပြီးတော့ဗောနော်တခါကြလို့ဆိုလို့ရှိရင်မြို့စုလို့တွားယူမယ်ဆိုလို့ရှိရင်တက်စီပြီးတော့ပဲယူခဲ့ရပါတယ်ရှင်နောက်ထပ်မြို့စုအများဆုံးစားပစ်ခဲ့တာကတော့ဒီဂုံရက်တောင်ဗောနော်ဂုံရက်တောင်ကိုသူကအထင်းမှာမှိုလေးတွေပြီးလို့ရှိရင်ကျစ်သူမိန်နည်းနည်းလေးနဲ့သူရဲ့ sauce လေးနည်းနည်းနဲ့ထည့်ပြီးတော့သူတို့ကိုယ်တိုင်တေချာกินထားတာဗောနော်အပေါ်မှာဆိုလို့ရှိရင်လည်းငါးဥလေးကိုတင်ထားပေးပါတယ် သူကတလုံးစာလေးပဲဆိုပေမဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်အဲ့တော့မြစ်စုကတစ်ခါတစ်ခါသူတို့စီမံတော်တော်ယူပြီးတော့စားပြစ်ခဲ့ပါတယ်ဒါကတော့မြစ်စုကိုကြိုက်တာလေးယူပြီးထလာခဲ့တဲ့ပါစတာတို့ဒီဒီသူ့မှာရှိ strawberry ဆိုလို့ရှိရင်လုံးဝအရသာလေးရဲနာပဲပေါ့နော်အဲ့နဲ့မြစ်စုက try ကြည့်ချင်တာနည်းနည်းချင်းစီယူခဲ့ဖြစ်ပါတယ်ဒါကတော့ blood dye အတွက် special cake ပဲဖြစ်ပါတယ်ရှင်သူအဖီလေးမှာသူတို့တက်လုံးဝဒီဘလိုင်းအတွက်တည်တဲ့ဒီကိတ်လေးကိုဒီနေ့အတွက်သူတို့ရဲ့ team ကတည်ချလုပ်ထားပြီးတာဖြစ်ပါရဲ့ရှင်။ သူ့ရဲ့လမ်းကင်လမ်းကိုဒီကင်ထားလာတယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုစားကောင်းပါတယ်ဒါကတော့မြေစုနောက်ထပ်ဒီနည်းနည်းချင်းစီပေါ့နော်ကိုကြိုက်တာလေး grey လောက်ထားတာလေးကိုဖြည်းဖြည်းချင်းစီယူခဲ့ပါတယ်ဒါကတော့အိန္ဒိယကောင်တာမှာရှိရဲ့အိန္ဒိယအစားအစာတွေပေါ့နော်ဒီမှာလည်းအဆုံရှိပြဖြစ်တဲ့အတွက်မြစ်စုကတော့အများကြီးမစားနိုင်တဲ့အတွက်အဲဒီမှာအများကြီးတော့မယူခဲ့ဘူးကိုကြိုက်တာလေးတွေပို့ပြီးတော့ပဲနည်း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 ချင်းစီယူခဲ့ပါရှင့် ဒါတော့သူတို့ရဲ့ထိုင်ဝမ်ရှောင်းလုံးပေါင်ပဲဖြစ်ပါတယ်ရှင်။ဒီနေရာရဲ့နာမည်ကြီးတဲ့အစားအစာတစ်ခုဖြစ်တဲ့အတွက်မြင်းစုကတော့အများကြီးတော့မယူနည်းနည်းချင်းစီယူပြီးတော့ပဲထွန်းကြီးခဲ့ပါတယ်ရှင်။ဒီနေရာလေးကတော့ဒီဆက်ကောင်တာပေါ့နော်။ဒီဆက်ကောင်တာဆိုတဲ့အတိုင်းသူတို့ကပုံလေးတွေနဲ့ထပ်ထပ်ပတ်တာလေးနဲ့အများကြီးခြေထားတယ်ပေါ့နော်။မြင်းစုကတော့ဒီမှာ Valentine Cake လေးကိုပဲထွန်းကြီးခဲ့တယ်ပေါ့နော်။ဒီဆက်တွေကဒီဆက်တွေကတော့အများကြီးမစားပြည့်ခဲ့ပါဘူးရှင်။ ဒါကတော့ခုမြေစုထိုင်းကောင်တာကနေယူလာတဲ့ဒီ Rock Crystal လေးပဲဖြစ်ပါတယ်ရှင်။ Rock Crystal လေးကသူကတုံးကျဲရကြီးတယ်ဆိုပေမဲ့တော်လေး crispy ဖြစ်ပြီးတော့လုံးဝဒီကတော်လေးကိုစားကောင်းပါတယ်။ crispy ဖြစ်ရင်ဆိုတာ crispy ဖြစ်တာပူကြိုက်တယ်ပေါ့နော်။သူကထိပ်ပန်းလေးကိုလုံးဝกินထားတာအောင်မှကျွတ်ရနေအောင်กินထားတာပဲဖြစ်ပါတယ်။ဒါကတော့နောက်ထပ်မြေစုကစပုံမှုတွေစီကနေပြီးတော့ယူလာခဲ့တယ်။ lamb ကိုกินထားတာပဲဖြစ်တယ်ပေါ့နော်။ ောက်ထပ်မြို့စုဒီမှာနောက်ထပ်ကြိုက်တဲ့တစ်ခုကတော့တို့ဒီမုံလာဥနီတေးလေးတွေကိုกินထားတာပေါ့เนาะအဲပုံမှန်ဆိုလို့ရှိရင်တော်တော်ဒါလေးကဒီနေရာမှာတော်တော်လေးစားကောင်းတယ်သူကမုံလာဥနီกินပြင်းသူ့မှာခင်းကျင်သေးတွေပါရောလဲกินထားတာမျိုးတွေလည်းရှိပါတယ်ရှင်ကိုကျိုင်းနေတဲ့ရာကိုဒါကတော့ကောင်တာမှာမြို့စုကရွေးချယ်ပြီးရယူရမှာပဲဖြစ်ပါတယ်ရှင် ီစုကကလုံးစားပြီးတဲ့အချိန်မှာနည်းနည်းလေးလေးဘိုက်တင်းလာပြီးဆိုတော့အသီးလေးတော်ပြီးတော့နည်းနည်းချင်းစီအသီးလေးတွေနဲ့ကိုကြိုက်တာဆလတ်လေးတွေကိုဒါဆိုလို့ရှင်လုံးဝ cheese cheese ဒီပေါ့နော် cheese ပုံမှာသူတို့ကဆလတ်တွေကိုတင်ထားပေးပြီးတော့ကိုကိုတိုင်းစိတ်ကြိုက်ရွေးချယ်ပြီးတော့ယူရမှာပဲဖြစ်ပါတယ်ဒီမှာကကိုကကိုစိတ်ကြိုက်တခြားဆလတ်တွေကိုရွေးချယ်ပြီးတော့လုပ်မယ်ဆိုလို့ရှင်လည်းကိုကြိုက်တဲ့ဆလတ်တွေကိုရွေးချယ်ပြီးတော့လည်းစားသုံးနိုင်ပါတယ်ရှင် ဒီမှာကကိုကအရွက်တင်နဲ့ဆလတ်တင်ရဲ့ပြီးလို့ရှိရင်ဆယ်မူတင်နဲ့ဟိုဆလတ်တင်နဲ့ပေါ့နော်ဆလတ်အစုံပါပဲဒီမှာအများကြီးချတာလေမိစုကတော့ကိုအရင်မစားနိုင်တော့တဲ့အတွက်ကိုကြိတ်နှစ်သက်ရလေးလေးကိုနည်းနည်းချင်းစီကိုရွေးချယ်ပြီးတော့စားပြစ်ခဲ့ပါတယ်ရှင်မြစ်စုကနောက်ထပ် try သင်တဲ့အရာတစ်ခုကသူ့ရဲ့ lobster soup လေးပဲပေါ့နော်မြစ်စုကဒီမှာ lobster soup လေးတွေကိုလည်း အဲနည်းနည်းယူခဲ့တယ်ပေါ့နော်သူ့ရဲ့ lobster ဆိုတာဒီမှာဆိုရင်သူကအနှစ်တည်းလုံးဝပြင်းနှင်နေအောင်ထိကြချက်ထားတာပေါ့နော်အဲ့ဒါတကယ်လို့ဒီကွာဒီမှာရွေးချယ်တဲ့သူက option ကတော့၃မျိုးရှိရယ် lobster ဆိုနဲ့တခြား seafood ဆိုတွေလည်း bean chicken ဆိုလည်းရှိပါတယ်ရှင်ဒါတော့မြစ်စုဆလတ်ကောင်တာနေပြီးတော့ကိုကြိုက်တာလေးတစ်ခုချင်းစီနည်းနည်းလေးထည့်ပြီးယူခဲ့တာပဲဖြစ်ပါရဲ့ရှင်။ အားလုံးပဲမြစ်စုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများအတင်ရှိပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ဒါကတော့မြစ်စုတို့ဒီသူတို့ရဲ့ဒီပေးသူတို့လက်ဆောင်လေးနဲ့ပေါ့နော်လက်ဆောင်လေးနဲ့ဗလန်တိုင်းလေးအတွက်လက်ဆောင်ပေးတဲ့ cake လေးပဲဖြစ်ပါတယ်ရှင်။ chocolate cake တူတူလေးပါ။အားလုံးပဲကြည့်ပေးကြကျေးဇူးတင်ပါတယ်။အားလုံးမတတားပါ